သူ့နမရဲ့ဝတ်စာနှလုံးပေါက်ကိုနေရာပြောင်းပြီးခေါ်ကြည့်တော့မင်္ဂလာပါကိုလူတို့အခုကျွန်တော်တင်ဆက်ပေးခြင်းတာကတော့ဇိုင်းဆရာဇော်ရင်ရဲ့ခံစားမှုရသတွေပါဝင်တဲ့သူ့နမရဲ့ဝတ်စာနှလုံးပေါက်ကိုနေရာပြောင်းပြီးခေါ်ကြည့်တော့ဆိုတဲ့

အခုဆိုကုဖိုးချိုင်းဆိုင်မှာမြာတန်းတင်နေတော်တော်ယော့သွားပြီစာဘတ်သူကို မသိရမဟုတ်သိဤတို့တို့လက်စုပ်လက်ကင်သက်သေးအထောက်ထားမရှိပဲစွတ်စွဲလိုက်ပါကခင်မင်မှုပျက်စီးသွားပြီတစ်ဖက်သားဤဂုံတိတ်ခါကိုပါထိခိုက်စေနိုင်သောကြောင့်ကုဖိုးချမ်းမှာသိရနှင့်ပင်အောင်ဤတီးခန့်နေရ၏ထိုပုဂ္ဂိုလ်ကတော့သူကိုယ်သူပြည်ရီလှပြီး သေးသက်လာပြီဟုထင်နေလိမ့်မည်အခြားစာအုပ်တွေဆိုဒီလောက်ခံမပြင်းပါအခုတော့ကြိုက်လွန်းသဖြင့်ကိုဖူးချမ်းကိုယ်တိုင်ပြမန်းကြီးစွာဝယ်ယူစုဆောင်ရထားသောမြအတန်းတင့်နေကူမှရွေးပြီးယူသွားသည်ချက်ချင်းလက်ငင်းအစားပြန်ဝယ်ရရသောလေယူတုံတုံလူစာအုပ်မျိုးဆိုရင် ကိစ္စမရှိနောက်ထပ်မထုတ်တော့သဖြင့်ရှားပါစင်းဝင်နေပြီဖြစ်သော ပါရီကြဆုံငန်းလို့စာအုပ်မျိုးတွေပါမှသွားတော့ကိုဖိုးချမ်းမှာဒွေးမိတန်းရင်နာ၍မဆုံးလိုချင်ရင်ပွန့်ပွန့်လင်းလင်းပြောပြီးတောင်းတင်သည်ပေးနိုင်သည့်စာအုပ်ဆိုရင်လေကိုဖိုးချမ်းကပေးလိုက်ပြီပြင်ပြန်ရောင်းပေးနိုင်သည့်စာအုပ်ဆိုရင်လေတင်တော်သည့်နှုံထားတစ်ခုခုနှင့်ပြန်ရောင်းပေးပြီပြင်အခုတော့ထိုပုပ်ကလည်းမြာတန်းတင်မှမြာတန်းတင် ယူသွားပါတော့လားတိုင်းဝတ္ထုတွေအတွဲလိုက် အချစ်ဝတ္ထုတွေအပုံလိုက်မဂ္ဂဇင်းဟောင်းတွေအထက်လိုက်အမာရွတ်မြင်နိုင် မဟောကိုအခဲမကြေဆိုသလိုမြတ်တန်းတင်းဆိုသည့်အတန်ကြားလိုက်ရတိုင်းကုဖိုးချမ်း၏အာယုန်ထဲမှာထိုပုပ်ကိုဤပုံရိပ်များပေါ်ပေါ်လာသောကြောင့်ယင်ထုမနာ ဖြစ်နေရတော့၏ဒီမြို့မှာရှိသောစာအုပ်အငှားဆိုင်များနဲ့ကိုဖိုးချမ်း၏ စာအုပ်အငှားဆိုင်လေးသည်စာအုပ်အစုံလင်ဆုံးစာဖတ်သူအများဆုံးဖြစ်၏ကိုရိုင်းကလည်းစာသမားတယောက်ဖြစ်သည့်အပြင်ဆိုင်လေး၏တတန်းမှလည်းဆယ်စုနှစ်တခုပင်ကျော်လာခဲ့ပြီဖြစ်ရာကိုဖူးချန်းဆိုင်တွင်ဝတ္ထုတို့ရှေးဘောင်းကျုပ်ဆောင်းပါဘောင်းကျုပ်ကြပြဘောင်းကျုပ်များမှအစဘာသာရေးကျမ်းများဒသနာကျမ်းများစွဲစုံကျမ်းများကိုပင်အတွဲလိုက်တင်ထားနိုင်သည်ဘာသာပြန်ဆိုရင်လေကိုဖူးချန်းဆိုင်မှာမတင်ထားသောစာအုပ်၍ လုံးဝမရှိသလောက်ပင်ကိုဖိုးချန်အနှစ်သက်သုံးစာရေးစရာဖြစ်သောမြတ်တန်းတင်းဤဇာဥများဟုတော့ထွက်သည်မြတအုပ်မကြံဝယ်ယူစုဆောင်းထားသည်သာမကစာဥဆိုင်ဤမျက်နှာစာတက်တက်၌ပင်ဆရာမြတ်တန်းတင်းဤဓပုံကို ပုံကြီးချက်ကဘောင်သွင်းပြီးကြကြနာနာချိတ်ဆွဲထားလေသည်ကိုဖိုးချန်ဆိုင်တွင်ဇာဥများဟုအရှိစင်နှင့်အနောက်စင်ဟု၍ခွဲခြားတတ်မှတ်ထားပြီးအလဲတွင်တော့ စာအုပ်စည်းရင်းမှတ်သောသပွဲငယ်ရှိသည်အငှားတော်သောလာစဉ်ထုတ်မဂ္ဂဇင်းများအပျော်ဖတ်ဝတ္ထုများတိုင်းဝတ္ထုများရုပ်ပြနှင့်ကာတွန်းများတို့အရှိစင်များမှာတင်ထားပေးသည်ငှားရခဲ့သောဘာသာပြန်ဆောင်မှစသည့်လိုင်းစာအုပ်များတို့အနောက်စင်များမှာထားသည်အသက်ထွက်သောဝတ္ထုနှင့်မဂ္ဂဇင်းများတို့ကိုဖိုးချိုင်း၏သပွဲပေါ်မှာစီစီကြီးတင်ထားတတ်သည်ပုံမှန်စာဖတ်ပရိသတ်များက အရှိစင်မစာအုပ်များကိုသာဖတ်ရှုလေးရှိပြီးစာဖတ်သက်ရင့်သူများသာလျှင်ကိုဖူချန်းဤနောက်ကျောဘက်မှစာအုပ်များကိုပို၍သဘောတွေ့ကြလေသည်ထို့ကြောင့်ကိုဖူချန်းဆိုင်တွင် အများအားဖြင့်အရှိစင်များဘက်၌သာ လူစီကားနေတတ်ပြီးအနောက်စင်များမှာတော့လူခတ်ပါပါပင်တညာ ဆိုင်သိန်းကနီလူရှင်းနေချိန်တွင်ကိုဖိုးချမ်းသာတို့အသာညိုညိုသပင်ပပနှင့် ပိန်ကန်းကန်းလူတယောက်ဝင်လာသည်ရောက်ရောက်ချင်း ထိုလူကစကားတခွန်းမှမပြောသေးပဲကိုဖိုးချမ်းချိန်ထားတော့မြတ်တန်းတင့်ဓာတ်ပုံကို အတန်ကြာအောင်ငေးမောကြည့်နေ၏ဘာစားအောင်ငှားကြည့်လို့လဲခမညာကိုဖိုးချမ်းမေးလိုက်တော့မှထိုလူလေဆက်ကနေတစ်ချက်တွန့်သွားပြီးတတိပြန်ဝင်လာဟန်ဖြင့်တစ်ချက်ပြုံးပြလိုက်ကာ ဟောညတန်းတင်းရဲ့စာအုပ်တွေရှိလားဟုတ်ကဲ့ရှိပါတယ်ဒီဘက်မှာလာကြည့်လိုက်ပါကိုဖူးချန်စကားကြောင့်ထူလူလေညတန်းတင်းစာအုပ်များထားရာအနောက်စင်ဘက်သို့ရောက်လာသည်ကိုဖူးချန်စုဆောင်ထားသောစာအုပ်များကိုမြင်မြင်ချင်းပင်အားရဝမ်းသာသောဖြင့်ဟာဒီစာအုပ်တွေဖတ်ကျင်လို့လိုက်ရှာနေတာတစ်မျိုးလုံးနှံ့နေပြီအခုမှပဲတွေ့တော့တယ်ဗျာ ခမရစီမှာမြသားနဲ့စာအုပ်တွေစုံလှရည်လားဟုတ်တယ်ကျွန်တော်ကမြသားနဲ့ပြိသက်လေဟုတ်လားကျုပ်လဲမြသားနဲ့ crazy ပဲဗျတွေ့ရတော့ဝမ်းသာတယ်ဗျခမရနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်ဖိုးချမ်းပါကျုပ်နာမည်လည်းမှတ်ထားအောင်ဗျတန့်စင်းနဲ့ဒီမျိုးပြောင်းလာတာမကြသေးဘူး စာငက်လွန်းလွန်းစာအုပ်ဆိုင်လိုက်ရှာနေတာအဆင်မပြေပါဘူးဗျာတချို့ဆိုင်တွေကစာအုပ်မဆုံးတချို့ကြတော့လေသဘောတင်ခိုင်းနေအခုခမားနဲ့တွေ့မှာပဲအဆင်ပြေတော့တယ်ကိုဖူးချမ်းကြီးထို့နောက်တန့်စင်ကစာအုပ်စင်ပေါ်မှာမြတ်တန်းတင်းဤဓာတ်တောင်ကိုကြော်၍မီးပင်လေကိုဖြက်မြည်စာအုပ်ကိုဆွဲထုတ်ကာစာရွက်များကိုတစ်ဖြက်ဖြက်လှန်ကြည့်လိုက်ပြီလောလောဆယ် ဒီတော့ပဲအရင်ယူသွားမယ်ဗျာသဘောပေးရသေးလားဟာပေးစရာမလိုပါဘူးရပါတယ်ဟုတ်လားကျေးဇူးပဲဗျာလေးငါးရက်လောက်ကြာမယ်နော်ကျုပ်ကစာဖတ်နည်းနည်းနှေးတယ်ဗျာကိစ္စမရှိပါဘူးဗျာဆိုင်ထဲမှာထွက်မသွားခင်တန့်စင်ရညာတန်းတင်းဤဓာတ်ပုံကိုနောက်တစ်ခေါက်ထက်ကြည့်ပြီးတိတ်တော်တဲ့လူပဲဗျာဟုလိုက်လိုက်လဲလဲပြောလိုက် တန်းစဉ်ထွက်သွားပြီးမှကိုဖိုးချန်လည်းတယောက်တည်းတွေးနေမိ음ခုနကလူကိုမျက်မှန်တက်ပေးလိုက်ရင်တော့မြာတန်းတင်းနဲ့တော်တော်တူမှာပဲတော်တော်တူသည်ကိုဖိုးချန်နဲ့တန်းစဉ်တို့သည်အကြိုက်ချင်းတော်တော်တူကြသည်မြာတန်းတင်းကိုဆွဆွလန်လန်ကြိုက်တာချင်းလည်းတူသည် secret ကိုလက်ကမချတဲ့တောက်တက်တာချင်းရော ရော့ခ်တဲ့ချင်းတွေကမှဆွဆွမြဲမြဲနားထောင်တာချင်းရောရုပ်ရှင်ဆိုရင်လေဒရမာကားတွေကမှကြည်တက်တာချင်းမှတူကြသည်ထို့ပြင်နှစ်ယောက်စလုံးဤလရေးလက်သားကလည်းခွဲလို့မရအောင်တူကြသည်လရေးကြီးတာစောင်းနာကအစအသက်အငင်းဆွဲပုံဆွဲနည်းများသည့်တထေရတဲ့ပင်အထူးခြားဆုံးအချက်မှာနှစ်ယောက်စလုံးတရက်တည်းတလာတည်း တနှစ်တည်းမှမွေးသောကြောင့်မွေးနေခြင်းမှတူကြသည် ထို့တော့ကြောင့်ပင်သူတို့၏စိတ်ခံစားမှုများအတွေးခွန်များဖြစ်ရများသည် တိုက်တိုက်ဆိုင်ဆိုင်တူနေကြခြင်း ဖြစ်လိမ့်မည်ဟုကိုဖိုးချန်းအကြာခဏတွေးမိနောက်ပိုင်းတွင်တန့်စင်သည်ကိုဖိုးချန်း၏စာအုပ်ဆိုင်လေးမှသာ အမဲလိုလိုလာထိုင်နေတတ်၏ညနေသောဆိုင်ဖွင့်လိုက်သည်နှင့်တန့်စင်ရောက်လာကား စာထိုင်ဖတ်နေတတ်ပြီးညမိုးချုပ်ဆိုင်ပိတ်ချိန်ရောက်မှသာ စောင်းများငှားပြီးပြန်သွားလေရှိသည်တန့်စင်ဟာအလိုက်တည်သည် စောင်းငှားသူများနဲ့အလုတ်များနေသည့်အချိန်မျိုးစာအုပ်တွေတအုပ်ပြီးတော့လက်မလေအောင်ချုပ်နေရသည့်အချိန်မျိုးဆိုရင်ကိုဖူးချန်းကိုအနောက်ရှက်မပေးပဲတယောက်တည်းအေးအေးဆေးဆေးစာဖတ်နေတတ်သည်တို့တော့လူရှင်းသွားရင်တော့ တန်စင်ကစကားတွေကိုရေပတ်မဝင်တော့ပြောတော့ဤပြောလိုက်တိုင်းလေမြတ်တန်းတင်အကြောင်းတွေကြည့်ပင်မြတ်တန်းတင်စာတွေမြင်မြကောင်းကြောင်းစာမျိုးစုံလေရေးနိုင်ကြောင်းဘာသာပြန်ရာတွင်လေအလွန်တော်ကြောင်းကွယ်လွန်သွားသည့်အထိစာရေးခြင်းအလုပ်တစ်ခုတည်းဟူသာဒီဇိုင်းမက်မက်လုပ်သွားခဲ့ကြောင်းစသဖြင့်ခရရေးလို့တွတ်တွတ်ပြောနေတော့ ဖြစ်ဖြစ်နဲ့ကိုဟိုးချမ်းဆိုင်ကလေးသည်တန်စင်ဤဒုတိယအိမ်ကဲ့သို့ဖြစ်လာတော်သည်ကိုဟိုးချမ်းနေမကောင်း၍စာအုပ်ဆိုင်မှာထိုင်နိုင်သည့်နေ့များဆိုရင်တန်စင်ကထိုင်ပေးလိမ့်ရှိသောကြောင့်အဆင်ပြေနေသည်သို့သောအဆင်မပြေသည့်အချက်မှာတန်စင်ကကိုဖိုးချမ်းဆိုင်မှာစာအုပ်များကို သူ့စိတ်တိုင်းကျပြန်ပြီးစီထားတတ်ခြင်းပဲစာအုပ်များစနစ်တကျစီထားခြင်းကို နှစ်ယောက်စလုံးနှစ်သက်ကြတော့လေစီဘုံစီနင်းချင်းကမတူးကိုဖိုးချန်းကစာအုပ်များကိုဝတ္ထုဆောင်းပါတိုင်းကထွန်းဟာတစသဖြင့်အမျိုးအစားလိုက်ခွဲခြားပြီးစီစဉ်ထားတော့လေတန့်စင်ကဇိုင်းစရာအမည်များဖြင့်အခရာအစဉ်တိုင်းကကြီးမှအထိပြန်စီထားလေရှိသောကြောင့်အရှိစဉ်နဲ့အနောက်စဉ်မှအစာအုပ်များမှာကပောက်တိကပောက်ချဖြစ်ကုန်တော့၏ မင်းသိန်ခါနဲ့မင်းမြတ်သူရတို့စာအုပ်တွေကြားမင်းလူရောက်ချင်ရောက်နေတက်ပြီလူလူဥလလူလူတော်မာလူလူစိန်ဝင်းတို့ကြားမှာလေလွန်ထားထားရောက်ချင်ရောက်နေပြန်တော့သည်တက္ကသူဘုံနိုင် တက္ကသူနေဝင်းတက္ကသူနေလင်းအောင်တို့ကလည်းတစုတည်းဖြစ်ချင်ဖြစ်နေပြန်သေးသည်ထို့ကြောင့်တန်စင်စာအုပ်ဆိုင်ထိုင်ပြီး နောက်တနေ့ရောက်ရင်ကိုဖူးချမ်းမှာစာအုပ်များကိုအစာဆုံး ဝီကိုအောင်ပြန်စီရတော့ဤအစပိုင်းကတော့စတောက်တွေပြောင်းနေမှန်းကိုဖိုးချန်သတိမထားမိခဲ့ဒီနေ့ဇဖတ်သူတယောက်ကခန်းဆောင်ဒီအိမ်မက်ရှိလားဟုမေး၍လိုက်ရှာပေးရမှမြတ်တန်းဒီစာအုပ်များမရှိတော့မှန်းတိလိုက်ရဤမသိငါသဖြင့်သေချောင်ထက်ရှာကြည့်တော့လေစစ်နှစ်ငိမ့်ငန်းရေ12အုပ်တွင်းမှလွဲဤ ညသန်းတင်းဤစာအုပ်များတအုပ်မှမကြံတော့ဒုက္ခမျိုးတော့လေပြောင်းနေပြီမာယာဘုံလည်းမတွေ့တော့အချစ်မိုးကောင်းခင်ကိုလည်းမမြင်ရတော့အဆိုးဆုံးမှာကိုဖိုးချန်နှစ်သက်လွန်းလှသဖြင့်အခေါက်ပေါင်းများစွာမယိုးနိုင်အောင်ပြန်ဖက်နေမိသည် လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများပါမကြံမသွားခြင်းဖြစ်သည်ဒါလို့ဆိုရင် လက်တွေကိုကိုဖိုးချန်တိလိုက်ပြီကိုဖိုးချန်စိတ်နဲ့ညဉ့်ညံ့ရှိလာဗျာဒေဇာပေါ့ရှိမန်းတည့်ရနဲ့လာမေးနေတော့တန့်စင်စကားကဖိုးချန်ကိုကတိကအောင်ဖြစ်သွားစီတပြိုင်နဲ့တည်းမှာပင်ကိုဖိုးချန်တယောက်အကြီးအကျယ်ထိတ်လန့်သွားရသည်စိတ်နဲ့ညဉ့်ညံ့ရည်သည်ကိုဖိုးချန်ဆိုင်မှာနောက်ဆုံးကြံတော့သည် ်မြတန်းတင်းလက်ရာဖြစ်သည်အခုတန့်စင်ရကျူပင်ခုတ်ကျူငုတ်မကြံလက်စတုံးပြတော်မီထင်သည်မရှိဘူးဟုလိမ်မပြောတတ်သည်ရလဲတကြောင်စာအုပ်တွေထားသည့်နေရာကိုတန့်စင်ရတိနေသောကြောင့်တကြောင်ကိုခိုးချံဘာမှမပြောလိုက်နိုင်ခင်မှာပင်စစ်နှစ်ငိမ့်ငယ်ရေးမှာမတမာသူဤလက်သေးသူကြာရောက်သွားလေတော့သည် ါပွားမြမှန်ကိုင်းအင်နာဂျီတက်ကနှခင်းတင်းတင်းစီပြီးအလိုမကျဟန်ဖြစ်ပေဆောင်ဆောင်ကြည့်နေတော့ဇရာမြတန်းတင်းဤတပ်ဖို့ကိုမော့ကြည့်ရင်ကိုဖူးချင်းလက်ပြမလုံးသလိုခံစားမိသည်ဇရာမြကတော့သူ့စာအုပ်များကိုကောင်းကောင်းမထိန်သိမ်းရကောင်းလားဆိုပြီးကိုဖူးချင်းကျိန်းမောင်းနေတော့မတိလိုက်ပဲပါကုန်တာဆိုရင်တော့ဇရာမြကခွတ်လွတ်ကောင်းခွတ်လွတ်နိုင်ပြီလိမ့်မည်အခုတော့ကိုဖူးချင်းခင်ဗျာ မျက်စိရှိမှပင် ပြောင်းယူသွားခြင်းခံနေရသောကြောင့်ဆရာမြကိုပင်စစ်စစ်မကြည့်ဝန်တော်ကြည့်လိုက်တိုင်းဆရာမြကမျက်ထောင်ညီကြီးဖြစ်ပြန်ကြည့်ကဟဲ့ကောင်ဖူးချံမင်းပြောတော့ငါစာအုပ်တွေဆိုဘာသာပြန်နေရောပင်ကိုရေးပါကြိုက်လွန်းလာကြည့်ရဲ့ဆိုအခုတော့မင်းဆိုင်မှာငါစာအုပ်တွေဘယ်နှအုပ်များကြံတော့လို့လဲကွာဟမ်ဟုတ်မမဲနေတဲ့ယောင်ယောင် ျွန်တော်ခွတ်လို့ပါဆရာမရဲ့ဓာတ်ပုံထဲမှာဆရာမြတန်းတင်ကိုမော့ကြည့်ရင်ကိုဖိုးချမ်းတယောက်စိတ်ထဲမှာတောင်းပန်နေမိညင်လိုက်လားကိုဖိုးချမ်းရဲ့ဘာရီမြနက်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 တွေးနေတာလဲဗျနောက်ကြောဘက်မှာရုတ်တရက်ကြားလိုက်ရတော့တန့်စင်အတန်ကြောင့်ကိုဖိုးချမ်းထိတ်ခနဲဖြစ်သွားသည်ဒီလူဘာလာလောက်ပြန်တာ ငါဆိုင်မှာသူယူခြင်းစရာမြတ်တန်းနဲ့တအုပ်မှမကြံတော့ဘူးအတွေးမဆုံးခင်မှာပင်တန်စင်ဟာကိုဖူးချန်တလေးတစားချိတ်ဆွဲထားတော့မြတ်တန်းတင့်ဤဓာတ်ပုံကိုလက်ညှိုးထိုးပြီးကိုဖူးချန်ဒီဓာတ်ပုံကြီးကျွန်တော်ခဏငှားလိုက်ဗျာမွေဝေးတော့ကြိုက်ပြီလောက်ပါကိုဖူးချန်ညာကျွန်တော်လည်းခမရအောင်အားကြပြီးဓာတ်ပုံကိုချိတ်ထားခြင်းလို့ပါမပြောက်စေရပါဘူးစိတ်ချ မနေ့ပြန်မနေ့ဆက်ဆက်ပြန်လာပေးပါမယ်ဗျာပြောရင်းဆိုရင်းဖြင့်တန့်စင်ကညာတန်းတင်းဤပုံကိုဇူးဇူးဆက်ဆက်တက်ဖြုတ်ခါယူသွားလီတော့ဤဆရာမရေကျွန်တော်ခွင့်မလွတ်ပါနဲ့တော့ဗျာတန့်စင်ပြောခဲ့တော့ထုံမနေ့ပြန်ကကူဖူးချန်းထံသို့လာပေါင်းများစွာကြာသည့်တိုင်ရောက်မလာခဲ့ပါ ကိုဖူချန်ဤဇာဟုတ်ဆိုင်လေးတွင်လေမြာတန်းနှင့်လက်ရဟူ၍အစအနပင်မကြံရစ်ခဲ့မြာတန်းနှင့်ဓပုံချိတ်ဆွဲထားခဲ့သောနေရာတွင် လေးတော်ကွက်လက်ကြီးတစ်ခုကအထင်းသာရေဆုံကုန်းတဝက်ဆိုတော့မြာတန်းတင်းဇာဟုတ်တွေအားလုံးမဟုတ်တော့တဝက်တော့တော့ပြန်ရနိုင်ကောင်းပါရဲ့ဟူသောမြုံလင်းချက်ဖြောဖြောကလေးဖြင့်တန်စင်ကိုစောင့်နေရ၏လူတယောက်တက်လျင် ထိုလူကိုထောင်ဒဏ်ပေးလူ၁၀ယောက်တိုက်လျင်တော့ထိုလူကိုသေဒဏ်ပေး၏လူထောင်ပေါင်းများစွာတတ်ခဲ့ရင်တော့ထိုပုဂ္ဂိုလ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်လိုအပ်လာပြီထို့ကြောင့်မြတ်သန်းတင်များကို ပြန်ပေးဆွဲသွားခဲ့သောတန့်စင်နှင့်ကိုဖူချန်းငြိမ်းချမ်းရေးဆွေးနွေးရန်ဇဏပြင်းပြလျက်ရှိသည်တန့်စင်ဆိုတဲ့လူများတွေ့မိကြသည်လား တွေ့ရင်ကျွန်တော်စီလာခဲ့ပါအောင်လို့ပြောပေးပါဗျာအခုတလို့ဆိုင်မာစာဦးလာငှားသည့်လူတိုင်းကိုကိုဖိုးချန်ပြောနေကြစကားဘယ်ဟာတန့်စင်လဲဗျာကျွန်တော်မရှိတဲ့အချိန်ကျွန်တော်အစားဆိုင်လာလာထိုင်ပင်းနေတဲ့လူလေးအသားညိုညိုပိမ့်ပိမ့်ပပနဲ့ညသန်းတက်နေလေနည်းနည်းဆင်နေလေဗျာကျွန်တော်ခမည်းဆိုင်မှာစာအုပ်အမြဲလာငှားနေကြပြီ ဒီဆိုင်မှာခမရလွယ်ပြီးတခြားဘသူထိုင်အောင်မှမတွေ့ဘူးပါလားဗျထိုလူကြီးစကားကြောင့်ကိုဖိုးချန်စဉ်းစားရကြက်သွား၏ဒီလိုဆိုတန့်စင်ဘယ်ရောက်သွားခဲ့သလဲခကြီးလုံနေရလားကျမ်းမာ၍ချိုယွင်းနေရလားမပြောကောင်းမဆိုကောင်းတခုခုများဖြစ်နေပြီလားကိုဖိုးချန်တန့်စင်ကြောင့်တွေးမိလိုက်တိုင်းပဟေလိများဖြစ်တာ အဆုံးသက်လေရှိသည်အတွေးများတင်းကျပ်လာပြီးအိတ်လိုမပြောနိုင်တော့သဖြင့်စားအုပ်တအုပ်ကိုစိတ်ပြေလက်ပြောက်ဖတ်နေမိသည် စားရများကိုလှန်ဖတ်နေရင်မှကိုဖိုးချမ်း၏မျက်လုံးများတဖြည်းဖြည်းလေးကျလာသည်ကိုးထားသောတရောင်စစ်က အောက်သို့ပြေဆန့်လာသည်နှင့်အတူစားအုပ်ကိုကင်ထားသောကိုဖိုးချမ်း၏လက်ချောင်းများမှလည်း စားလစားအာရော်လာ၏ဘုတ်ကနေအတန်ကြားလိုက်ရသဖြင့်မိကနေအိပ်ပျော်သွားရမှ လန့်နိုးလာသည်ကိုဖူးချမ်း၏လက်ထဲမှဖလက်ဆာစာအုပ်ကျမ်းပြင်ပေါ်သို့လွတ်ကျသွားခြင်းဖြစ်၏အိယာမမထဘဲခန္ဓာကိုယ်ကိုဂရင်ပေးသို့ပုတ်ရွှေ့လိုက်ပြီးပြုတ်ကျသွားသောစာအုပ်ကိုလှမ်းကောက်ယူလိုက်သည်ဤတွင် အလွန်ရင်းနှီးနေသောအထီးတွေ့တစ်ခုနှင့်အတူကိုဖူးချန်း၏လက်ထဲသို့စာအုပ်တစ်အုပ်ပါလာ၏စာအုပ်ကိုကြည့်လိုက်တော့ငိုင်မြင်းနေသောကိုဖူးချန်း၏မျက်လုံးများချက်ချင်းပင်ပြူးထွက်သွား၏ကိုဖူးချန်း၏လက်ထဲမှာနွေညများမြသားတဲ့ဤလွမ်းမောခဲ့ရသောတက္ကသူနွေညများစာအုပ် လက်ထဲမှာစာအုပ်ကိုအလန်တကြားလွှတ်ချလိုက်ပြီးဂရင်မမဆွေကနေခုံစင်းကဂရင်အောင်ငုတ်ကြည့်လိုက်တော့စာအုပ်တွေအထက်လိုက်ဆွဲထုတ်ယူကြည့်လိုက်တော့ဖုံအလိမ့်လိမ့်ကပ်နေသည့်ညတန်းတင်စာအုပ်တွေတတိကျကျဆိုရင်ကိုဖူးချန်းဆိုင်၏စာအုပ်ဆိုင်တစ်စိတ်ရိုက်နှိပ်ထားသောညတန်းတင်စာအုပ်များပင်စနစ်ငြိမ်ငြိမ်ရေးလေလွင့်သူဒုက္ခမျိုးတော့ မာယာဘုံစာဒီစာဒီလက်နေတမီတလက်ကိုလှမ်းယူလိုက်ပြီးဂရင်အောင်မှောင်လေးကိုထိုးကြည့်လိုက်တော့စူးကနေမီးရောင်ထဲမှာရုတ်တရက်မြင်လိုက်ရသည်ကဂဒင်တောက်မှာမှီလျက် ထောင်ထားသောမြတန်းတင့်ဓပ ဟုတ်ကဲ့ပါ သူ့နာမည်ရဲ့ဝတ်စာနှလုံးပေါက်ကို နေရာ ပြောင်းပြီးခေါ်ကြည့်တော့ဆိုတဲ့စာရေးဆရာဇော်ရင်ရေးသားတဲ့ဝတ္ထုတို့ကျွန်တော်ຫນွေလင်းရင် တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့သူများတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အက်ဆီဒန့်လို့ရပြေကြပါစေ။ဂျေဆုတင်ပါတယ်။